အားလုံးပဲမင်္ဂလာပါခင်ဗျာ Bright Tron Galaxy Channel နဲ့တပံပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့အမားတစ်ခုရဲ့နေတဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအပိုင်းတစ်ကိုမကြည့်လိုက်ရသေးတဲ့လူတွေတော့ကျွန်တော်ရဲ့ Channel မှာဝင်ကြည့်လို့ရပါတယ်ခင်ဗျာစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားဖို့မမေ့ပါနဲ့နော်။ကဲ။ချိန်မဆွဲပဲစီစဉ်လေးကိုစားလိုက်ကြရအောင်။ ထမပိုင်းမှာတော့တထေးသားဖြစ်တဲ့ဒေးဗစ်တယောက်ဟာဆိုရင်တာမန်လူတန်းစားစင်းရဲသားဘဝကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ပိုင်းနှစ်မှာတော့ဒေးဗစ်တယောက်ဘဝကိုဘယ်လိုပြန်လဲစတင်မလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဒေးဗစ်အဖေရဲ့မိတ်ဆွေတယောက်ဟာဒေးဗစ်နဲ့ဆုံရင်သူ့မိတ်ဆွေရဲ့အသားဖြစ်နေတဲ့အတွက်ဒေးဗစ်ကိုသူ့ရဲ့စတိုးဆိုင်မှာအလုပ်ခန့်လိုက်တယ်။ဆိုင်ထဲကိုဆဲဝဲသူတယောက်ဝင်လာပြီးတော့အကောင်လေးလို့လမ်းအောင်လိုက်တယ်။ ဒေဗစ်ကလည်းဈေးဝယ်သူစီသွားပြီးလီတန်မမနဲ့ပါတော့လို့ထူလိုက်တယ်။ဝယ်သူကပြောတယ်ဒီမှာကောင်းလေဈေးဝယ်သူကိုဒီလိုမဆက်ဆံရဘူးလေကွ။တေးဘေးကပြန်ဝင်ရဲ့ဘာလို့ဒီလိုဆက်ဆံလို့မရတာလဲခမရတို့ကပစ္စည်းတွေလိုအပ်လို့လာဝယ်တာမဟုတ်ဘူးလားဝယ်သူကလည်းဟုတ်တယ်လေလိုအပ်လို့လာဝယ်တာ၎င်းမှမဟုတ်တာတန်ရတန်ကြီးပေးရတယ်လေလို့ပြောတယ် ကိုဆိုင်ဟိုဝဲသူတွေများအောင်စကားကိုချွတ်ချွတ်တတပြောတတ်ရတယ်ကွဝဲသူတွေများလာရင်ဆိုင်ရတနည်းတစ်ချောင်းအောင်မြင်လာလိမ့်မယ်။ကိုဆိုင်မှာဝဲချင်းစိတ်တွေပေါက်လာလိမ့်မယ်။ကိုဆိုင်ကိုပဲသူတို့တွေအားပိတ်ချင်းစိတ်ပေါက်လာလိမ့်မယ်။မင်းသာဒီလိုလေးတမမာနဲ့ပြောနေရင်တော့ဝဲသူတွေတော့လာမှာမဟုတ်ဘူးကွ။မင်းရငယ်သေးတယ်။လောကကြီးကြောင်းကိုနှစ်နှစ်ဆက်ဆက်မကြည့်သေးဘူး။တခြားလိလာလိုက်ပါဦး။တင်းယူလိုက်ပါဦး။ တူယူစရာတွေရှိရင်လည်းအတူယူတင်တာတွေယူရမသေးအဲ့လိုပြောပြီးဘယ်သူကထွက်သွားလဲဒေးဗစ်ကလည်းစဉ်းစားလိုက်တယ်อืมသူပြောတာလည်းမှန်တာပဲလीငါကပညာတတ်တယောက်ပဲဘာလို့အရင်ကအဖေရဲ့အလုပ်တွေကိုဝိုင်းမကူပဲအပြော်အပါမှတ်ခဲ့ရတာလေနောက်တာဆိုတာနောက်မှရတာခုချိန်မှာဘာမှပြန်လုပ်လို့မရတော့ဘူးအချိန်တွေကိုတော့ပြန်ဆုပ်လို့ရရင်ကောင်းမှာပဲကွာခုချိန်ကစားပြီး မမနာရီခဏပေးဖယ်ထားမယ်ငါကတထေးသားမမဟုတ်တော့တာတမန်လူတယောက်ဘွားကိုရောက်နေပြီပဲငါသာကြိုးစားရင်အောင်မြင်လာနိုင်တယ်ဒီလိုနဲ့ဒေးဗစ်ကြောက်ကိုပိုင်လုပ်ငန်းဒီထောင်နိုင်ဖို့အတွက်အလုပ်တွေကိုစတင်ကြိုးစားလာပါတော့တယ်ဒီနေ့မှာတော့တိုင်ဆန်သေးကိုအနာယူဖို့တွားရင်ကမလီတယောက်ရဲ့ပတ်စံအိတ်ကိုကပိုင်နိုင်တယောက်က လူပြေးသွားတာမြင်တော့ဒေးဗစ်ကလည်းအကပိုင်းလိုက်နောက်ကိုလိုက်ပြီးပဆက်အိတ်ကိုပြန်ယူရင်းကောင်မလေးကိုပေးလိုက်တယ်ဒီလိုနဲ့သူနဲ့ကောင်မလေးရင်းနှီးသွားခဲ့တယ်ကောင်မလေးကတထေသမီးဒေးဗစ်ကဒေးဗစ်ကတော့တာမန်လူဒန်းစားတယောက်ပေါ့ဒေးဗစ်ကကောင်မလေးကိုသူ့ရဲ့ဘဝအကြောင်းတွေမှန်တိုင်းပြောပြတယ်ကောင်မလေးကလည်းသူ့ဖေကုမ္ပဏီမှာအလုပ်လာလျှောက်ပါလားဘဝရဲ့ပညာတဲ့တယောက်ဆိုတော့သူ့အဖေကအလုပ်ခံမှာပါ အဲ့လိုသူပြောလိုက်တယ်။သူလည်းပြက်ကုမှာပေါ့အလုပ်ရအောင်လို့နောက်တနေ့မှာတော့ကောင်မလေးပေးတဲ့လိပ်စာအတိုင်းသူ့ဖေကုံဒီမှာအလုပ်လာလျှောက်တယ်။သူ့သမီးကိုကူညီခဲ့တဲ့အတွက်သူ့အဖေကအလုပ်ခန့်လိုက်တယ်။လူတစ်ဖက်သားကိုကူညီလိုက်တဲ့အကျိုးကတစ်ချိန်မှာကို့အတွက်ကောင်းတာတွေနဲ့ကြုံရမယ်။မကောင်းတာလုပ်တဲ့သူတွေကတော့မကောင်းတာပဲပြန်ရမှာပေါ့။အလုပ်ဝင်တော့ လုံးမှာလောက်ရတဲ့ကိစ္စရပ်တွေကိုလေ့လာသင်ယူရပြန်တယ်။ဒီရက်လေးအသက်တွေတာတည့်ရဲ့ဗီဒီယိုကြီးသွားမယ်လေ့လာရမယ့်ပညာရပ်တွေကကုန်မှာမဟုတ်ဘူးကွ။တေဗီကအလုပ်ကိုအရန်ကြိုးစားတော့တထည့်ရသဘောကျသွားတာပေါ့။သဘောကျတော့သူ့ကိုရာထွေးတိုးပေးလိုက်တယ်။ကြိုးစားရင်ဘာမှမဆိုဖြစ်တယ်လေ။အဓိကတော့ကြိုးစားနေခြင်းစိတ်ရှိဖို့ပဲလိုတယ်လေ။တေဗီတယောက်အရင်လိုပျော်ပါမမတ်တော့ပဲ။ ဝင်ငွေနဲ့ထွက်ငွေကိုချင်းချင်းပြီးသုံးတတ်နေပြီးကွယ်။ပညာရွက်တွေကိုလေ့လာတယ်၊အလုပ်တွေကိုစ조사တယ်၊အပြောအဆိုလည်းစဉ်းစားလာတယ်၊တနည်းတခြားလိမ့်မှလာတယ်။တထေးကြီးကလည်းအယံကိုသဘောကျတယ်။သူ့သမီးလေးနဲ့ပြစာပြီးကုမ္ပဏီကြီးတစ်ခုလုံးကိုအုပ်ချုပ်ခိုင်းလိုက်တယ်။ဒီပစ်တယောက်အရင်လိုတထေးသားဘဝကိုပြန်ရောက်သွားခဲ့ပြီလေ။အောင်မြင်မှုမရခင်မှာကြောက်ရွံ့မှုတွေတော့ရှိမှာပဲ ကိုလိုချင်တဲ့ပန်းတိုင်ကိုမရောက်မချင်းဆက်ပြီးကြိုးစားနေဖို့ပဲလိုတယ်။လက်ကျနေရင်လည်းဆက်ပြီးထိုင်မနေနဲ့နော်အညောင်းပြေရဲဆိုပြီးတော့စားလာပါ။လက်ကျနေရင်လည်းကုန်ထကုန်ထရပြီးတော့ဆက်ပြီးလမ်းလျှောက်ကြပေါ့ဟဲဟဲဆက်ပြီးလမ်းလျှောက်ကြရရင်ပန်းတိုင်ကိုရောက်မှာပေါ့။အောင်မြင်မှုမရခင်ပတ်ဝန်းကျင်ရဲ့ကဲရမှုတွေဝေဖန်မှုတွေအဲစကားတန်ကိုကြားနေရအောင်ပါပဲ။အဲစကားတွေကိုနားရမနေနဲ့ကိုလို့ဆရာရှိတဲ့ဆက်လို့ကိုအောင်မြင်အောင်ကိုပဲကြိုးစားရမှာ။ ောင်းအင်ဂျင်ကလိုက်ပြီးကူညီပေးနေတာမဟုတ်ဘူးသူပြောတာတွေကိုမခံချစိမ့်နေတာစူးစားဒီနေ့မအောင်မြင်နိုင်ဘူးလို့ဘသူကပြောနိုင်မှာလဲဟုတ်တယ်မလားကဲဒီနေ့အစီအစဉ်လေးကတော့ဒီလောက်ပါပဲနောက်တစ်ပတ်မှဒီချက်ကောင်းမွန်တဲ့ဟာတွေကိုတင်ဆက်ပေးသွားမှာမဟုတ်လို့ channel လေးကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်